အဂျီလီယာဆိုလို့ရှိရင်1986မှာစတင်ခဲ့တာဖြစ်ပြီးတော့သူတို့ရဲ့ပထမအဦးဆုံးကားကိုလည်း1998ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာပေါ့နော်ဒီကားလေးရဲ့ဈေးနှုန်းကတော့3650နဲ့ရောင်းချပေးသွားမယ်လို့သိရတယ်ဒီကားကတော့ကျွန်တော်ကိုယ်တိုင်ပြုတ်ပြီးမှသွားပြီးစမ်းသပ်မောင်းနေခဲ့ရတဲ့ကားဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်သဘောကျတဲ့ကားလေးတစ်စီးထဲမှာလည်းအပါဝင်ဖြစ်တယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့အခုဆိုလို့ရှိရင်တော့စီရိုနာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်စောင့်မျှော်နေခဲ့ရတဲ့ကားလေးတစ်စီးဖြစ်တဲ့ဂျီလီရဲ့ AS5 ကားလေးကိုလောင်းချပြုတ်လုပ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ပွဲတော့ချက်သွားကြည့်အောင်ဗျာ တို့ဝင်ဝင်ချင်းမှာတော့ပိုတိုဘူးကိုသေချာလေးလုပ်ပေးထားတာကိုတွေ့ရတယ်ပိုတိုဘူးရိုက်ဖို့အတွက်ကိုလည်း gadget တွေအစားသေချာပြင်ဆင်ပေးထားတယ်လက်မလေးထိုးလိုက်ရအောင်ကျွန်တော်တို့လက်မှတ်ထိုးတဲ့ကောင်တာရှေ့မှာဆိုလို့ရှိရင်လည်းမီဇူရဲ့ဘူးကိုတွေးရမယ်ပေါ့နော်အခုနောက်ပိုင်းမှာဂျီလီကမီဇူနဲ့ collaboration လုပ်ပြီးတော့ဂျီလီရဲ့ကားတွေမှာဆိုလို့ရှိရင်မီဇူရဲ့ fly me os ကိုအသုံးပြုလာတာကိုတွေ့ရတယ်ပေါ့နော်ကျွန်တော်ပွဲတစ်ချက်တော့ကြည့်အောင် ကျွန်တော်တို့ပွဲတဲ့ကိုစဝင်လာတဲ့အချိန်မှာခမ်းမနဲ့မရောက်ခင်မှာဘာတွေပြင်ဆင်ပေးထားလဲဆိုတော့ဂျီလီရဲ့ EX5 ကားတွေကိုကျွန်တော်ပြလိုက်ထဲမှာထားတဲ့ပုံစံမျိုးလေးနဲ့တခုချင်းစီကိုပြင်ဆင်ပေးထားတယ်အပြင် body တွေအတွင်းပိုင်း design တွေကိုပြင်ဆင်ပေးထားတာကိုတွေ့ရတယ်ပေါ့နော်ကျွန်တော်အရှိတ်ဆက်ကြည့်ရအောင်ကျွန်တော်ကအခုနကဟိုဘက်ကြည့်လိုက်မိတာပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းဘာကိုပြတ်တတ်ထားလဲဆိုတော့ဂျီလီရဲ့စတင်ခဲ့ရတဲ့အချိန်ရလင်စားပြီးအခုလက်ရှိအထိကိုကျွန်တော်တို့ဒီပြတိုင်းမှာပြထားတဲ့ပုံစံမျိုးလေးပြတ်တတ်ထားတယ်ပေါ့နော်အဲဂျီလီရဆိုလို့ရှိရင်1986မှာစတင်ခဲ့တာဖြစ်ပြီးတော့သူတို့ရဲ့ပထမဦးဆုံးကားကိုလည်း 1998ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာပေါ့နော်အခုအချိန်နဲ့စတွက်မယ်ဆိုလို့ရှိရင်28နှစ်ရှိသွားပြီ28နှစ်အတွင်းမှာဆိုလို့ရှိရင်ကားဘရန်ပေါင်းများများစွာကိုထုတ်လုပ်လာခဲ့ပြီဖြစ်တယ်အဲ့တော့ကျွန်တော်ပွဲရဲသွားကြည့်အောင် Achieve long term sustainable development in Denmark market. Thank you. အခုဆိုလို့ရှိရင်တော့ကျွန်တော်စောင့်မျှော်နေခဲ့ရတဲ့ Geely ရဲ့ ES5 ကားလေးကိုအောင်မြင်စွာနဲ့ launch ပြုလုပ်ခဲ့ပြီပဲဖြစ်ပါတယ်ကြာဒီကားလေးရဲ့ဈေးနှုန်းကတော့3650နဲ့ရောင်းချပေးသွားမယ်လို့သိရတယ်ဒီကားကတော့ကျွန်တော်ကိုယ်တိုင်ပြုတ်ပြီးမှသွားပြီးစမ်းသပ်မောင်းနေခဲ့ရတဲ့ကားဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်သဘောကျတဲ့ကားလေးတစ်စီးတည်းမှလည်းအပါဝင်ဖြစ်တယ်ဒီကားနဲ့ပတ်သက်တဲ့ကျွန်တော် review video လေးကတော့တသက်တပုံးနေနဲ့လာပါအောင်ပဲဗျာအဲလောလောဆယ်တော့ကျွန်တော်ဒီကားနဲ့ပတ်သက်တဲ့အချက်အလက်အချင်းလေးတွေနည်းငယ်ပြပြပေးခြင်းနဲ့အဲဒီကားလေးကတော့ကျွန်တော် driving range ဆိုလို့ရှိရင် NEDC နဲ့ဥမာ460 km တိသွားလို့ရမယ် battery capacity ဆိုလို့ရှိရင်60% နှစ်နှစ်ကီလိုဝတ်အာဝါရှိမယ်ပြီးရင်သူရဲ့ maximum speed ဆိုလို့ရှိရင်လည်း185ကီလိုမီတာပါအာဝါရှိပြီးတော့သူရဲ့ torque ဆိုလို့ရှိရင်လည်း 320 Newton meter တိရှိမယ်ပေါ့နော်အဲဒါလေးကတော့အဲ Geely Aspire ရဲ့အချက်လက်အချင်းလေးပဲဖြစ်ပါလေကြာအဲ Geely ကတော့ brand mind နဲ့ပတ်သက်လာရင်ယုံကြည်စိတ်ချရတဲ့ brand တစ်ခုဖြစ်တယ်ပေါ့နော် Geely Holland Group ရဲ့ background portfolio ကိုပြန်ကြည့်မှဆိုလို့ရှိရင်လေသူက Geely နဲ့မကောက်သူမှ Zeekr တွေရှိတယ်ပြီးလို့ရှိရင်နာမည်ကြီး brand တွေဖြစ်တဲ့ Lotus တို့ Smart တို့ Volvo တို့အဲ့လိုမျိုးစတဲ့ brand အကြီးတွေကစသူ့ရဲ့ brand portfolio ထဲမှာပါဝင်တာဖြစ်တဲ့အတွက် Geely brand နဲ့ပတ်သက်လာရင် brand ပိုင်းကယုံကြည်စိတ်ချရတယ်လို့ပြောလို့ရတယ်ဒါအပြင်ကိုမြန်မာနိုင်ငံကို authorized distributor နဲ့တင်သွင်းလာတဲ့အခါမှာဆိုလို့ရှိရင်လေ Capital Diamond Star Group ကတင်သွင်းလာ လာဖြစ်တဲ့အတွက်ဂျီလီရဲ့ brand buy နဲ့ပတ်သက်ယုံကြည်စိတ်ချရရတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဗျာ။ကဲဒါလေးကတော့ကျွန်တော်ဂျီလီ EH5 ရဲ့ launching ပွဲအခမ်းအနားလေးပဲဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ပိုင်းလေးမှာပြန်တွေ့ကြရပါဘော။ကျွန်တော် just strike ကတချုံပါ။ Okay. အခုဖုန်းလေးလာ။အားလုံးပဲသင်လာပါဗျာ။ကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်ဒီလိုတော့ရောက်ရှိနေရပါဖြစ်ပါတယ်။အမေအားလုံးတော့ဒီရောက်ကူတဲ့60 20နဲ့320ခဏလေးရပ်နေတာ။ 我么讲，你也是。我给你讲大白，水煮火锅，半夜起来斤牛了吃饱了